မင်္ဂလာပါဒီနေ့ကျွန်တော်တို့တော်တော်လေးစိတ်ဝင်စားစရာအကြောင်းအရာတစ်ခုကိုနည်း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 ဆွေးနွေးကြည့်ဖို့ရှိပါတယ်ဟုတ်ကဲ့ပါဖာအကြောင်းအရာများလဲကျွန်တော်တို့လက်ထဲမှာ the wise believers ကနေပြုစုထားတဲ့သုံးသက်ချက်မဆူရရောက်နေပါတယ်ဒါလည်းတော့တမသက်ကျမ်းတယ်ကတမန်တော်ဝတ္ထုအခန်းကြီး၁၀ခွန်ပါဩတမန်တော်ဝတ္ထု၂၀ခွန်ရှင်ပေါ်လူရဲ့ပင်လယ်ခရီးကျမ်းကြီးကြောင်းပေါ့ဟုတ်ပါတယ် အတော်များများရင်းနှီးပြီးသားဖြစ်နေပေမယ့်ဒီနေ့ကျွန်တော်တို့ဒီဇလန်တဲကအချက်လက်တွေထောက်ပေါင်းစုံကိုဆန်းစစ်ကြည့်ကြမလို့တာကောင်းပါတယ်ဒီအခန်းကတမန်တော်ရှင်ပေါ်လူယောမကိုအချင်းသားအနေနဲ့တွားတဲ့ခီးရဲ့အပိုင်းတစ်ပိုင်းပေါ့အဓိကတော့ပင်လယ်ပြင်မှာဂျုံခဲ့ရတဲ့အတက်လူရတဲ့လေမုန်တိုင်းကြီးအကြောင်းဒါပေမဲ့အဲဩစရာကောင်းလောက်အောင်လူပေါင်းနေရ86ယောက်လုံးအတက်ပဲကလွတ်မြောက်ခဲ့တဲ့အဖြစ်အပျက်ကိုမှတ်တမ်းတင်ထားတာပါတကယ်ကိုဇလန်ကောင်းတဲ့ပုံလို့ပါပဲဟင်းဒီဇလန်က တ်ဖူးရင်တောင်အသေးစိတ်ပြန်စင်းစားကြည့်ရင်အံ့ဩစရာတွေအများကြီးပဲဟုတ်ဒီနေ့ကျွန်တော်တို့ the wise believers ရဲ့မဆုတွေကိုအခြေခံပြီးတော့ရှင်ပေါလုရဲ့ခေါင်းဆောင်မှုပုံစံအင်းဘေးအန်ဒီရဲ့ကြားကသူ့ရဲ့ယုံကြည်ခြင်းနောက်ပြီးတော့လူတွေရဲ့ဆုံးဖြတ်ချက်တွေနဲ့ဖခင်သခင်ရဲ့အစီအစဉ်ဘလို့ဆက်ဆက်နေတယ်လဲဆိုတာတွေကိုအဓိကထားဆွေးနွေးတော့ခြင်းပါတယ်ကောင်းပါပြီကဲ ီပင်လက်ခီးကျန်းတဲ့ကိုစလိုက်ကြအောင်ဇလန်းအစမှာပေါ်နော်ရှင်ပေါ်လူဟာအာဂျီပက်ပရင်ရှင်းမှာခုခံချေပေးပြီးနော်ကေထဝူယန်စီအယူခံဝင်ခွင့်ရလို့ရိုမကိုတွားဖို့ဖြစ်လာတယ်ဟုတ်ကဲ့သူ့ကိုတခြားအကျဉ်းသားတွေနဲ့အတူဂျူလီယပ်ဂျူလီယပ်ဆိုတဲ့ရောမတပ်မှုတစ်ယောက်လက်ထဲအပ်လိုက်တယ်ဒီတပ်မှုကအော်ဂတ်စတာထကလို့ဆိုတယ်အဲ့လားဘာကိုဆိုလို့လားလဲအော်ဂူတုတက်ဆိုတာကလေတမိုင်းပညာရှင်တချို့ကတော့အထူးတပ်ဖွဲ့ ဒါမှမဟုတ်ဂုံတရေရှိတဲ့တပ်ဖွဲ့တစ်ခုဖြစ်မယ်လို့ယူဆကြတယ်ဆိုတော့ဒါကဂျူလီယပ်ဟာအတွေ့အကြုံရင့်ကျက်ပြီးအရေးပါတဲ့တာဝန်တွေကိုယူရတဲ့အရာရှိတစ်ယောက်ဖြစ်နိုင်တယ်ဆိုတာကိုပြနေနိုင်တယ်อืมစိတ်ဝင်စားစရာကဂျူလီယပ်ဟာ အစပိုင်းကနေက ရှင်ပေါလုဥပ္ပမအတော်လေးလူသားဇံဝါဆက်ဆံခဲ့တယ်ဥပ္ပမဇီရုံမြို့ရောက်တော့သူ့မိတ်ဆွေတွေစီတွားတွေ့ဖို့တောင်းခွင့်ပြုခဲ့တယ် အချင်းစားကြောက်ကုန်နော်ဟုတ်တယ်ဒါကတော်တော်ထူးခြားတဲ့ဆက်ဆံမှုပဲရှင်ပေါလုရဲ့ပင်ကိုအေးတွေးကြောင့်လားဒါမှမဟုတ်တမိုးရဲ့စိတ်ဆွေတနာလားဘာဖြစ်ဖြစ်တို့တို့ကြားမှာစားပိုင်းမှာအပြန်အလှန်လေးစားမှုတစ်ခုခုတော့ရှိခဲ့ပုံရတယ်ဟုတ်ပါပြီပြီးတော့ရှင်ပေါလုဒီခီးမှာတယောက်တည်းမဟုတ်ဘူးလူကာဒီဝတ္ထုကိုရေးတူလို့ယူဆရတူနဲ့အရစ်တစ်ခုဆိုရင်မိတ်ဆွေညောင်းလည်းအတူပါလာလေဟဲ့အဲ့ဒီလိုကောင်းမွန်တဲ့အစာဖြူမှုတွေကြားကပဲရှီလန်းကနောက်ပိုင်းမှာအခက်ခဲတွေနဲ့ကြုံလာရတာပဲနော် ဟုတ်တယ်အစကောင်းမမဲ့နောက်ပိုင်းမှာတော့မလွယ်ခဲ့ဘူးသူတို့ကလေးဂျွန်းနာကိုခက်ခက်ခဲခဲရောက်လာတဲ့အခါခီးအတော်ကြာနေပြီအဲ့ဒီအချိန်ကပင်လက်ခီးတော်အန်ဒီရများတဲ့ရာဒီဥတုဆောင်းဥပေါကာလာရောက်နေပြီအင်းအဲ့ဒီအချိန်ကရွက်လုံဟုံမကောင်းတော့တဲ့အချိန်ဒါကိုရှင်ပေါလုကတင်ဘောတောင်းရင်ရှိသူတွေကိုတတိပေးခဲ့လေခီးဆက်ရင်တင်ဘောရောလူတွေပါအန်ဒီရရှိနိုင်တယ်လို့ဒီနေရာကတကယ်အလျက်ပြောင်းမယ်ရှင်ပေါလုကအကျဉ်းသားဟုတ်ပါတယ် ။ဒါမဲ့သူ့မှာဝิญဉေရအမြော့အမြင်နဲ့အခြေအနေကိုထိုးထွင်းသိမြင်မှုရှိခဲ့ပုံရတယ်။ဟုတ်တယ်။ဒါပေမဲ့တင်ဘောမူကက်ပတန်နဲ့တင်ဘောပိုင်ရှင်တို့ကသူ့စကားကိုနောင်မထောင်ခဲ့ကြဘူး။ဘာလို့လဲဆိုတော့သူတို့ကသူတို့ရဲ့ပင်လယ်ရေကြောင်းအတွေ့အကြုံရွေးချယ်မှုပေါ်မှာပိုယုံကြည်ခဲ့လို့ပဲ။သူတို့ကဒီကံရှင်တယ်ဆိုတဲ့သဘောပေါ့။အဲ့ဒါပေါ့။နောက်ပြီးတာယာတို့စိတ်ဆိုတာကစောင်းခေါ်ဖို့တွေ့ပစင်ခဲ့ဘူး Phoenix ဆိုတဲ့ပိုကောင်းတဲ့စိတ်ကို ရောက်အောင်တွားကျင်တဲ့လက်တွေ့ကြကြစန္ဒာလည်းရှိခဲ့တယ်။ဆိုတော့တစ်ဖက်မှာပင်လယ်ပြင်မှာကျဉ်လန်နေတဲ့ပညာရှင်တွေတစ်ဖက်မှာကအကျဉ်းသားဖုံးတော်ကြီးတစ်ပါးရဲ့တတိပေးချက်သူတို့ကလက်တွေ့အခြေအနေနဲ့ကိုယ်အတွေ့အကြုံကိုပဲဦးစားပေးလိုက်ကြတယ်။ဟုတ်တယ်။တကယ်တော့အဲ့ဒီခက်မြေတဲပင်လယ်မှာစောင်းရသည့်ရွတ်လွင့်လာဟာတင်မဲတမန်ခီးလိုတော့ပြောလို့ရတော့အောင်အန်ဒီရဲ့မြန်မာတိတိကြီးနဲ့ဆက်သွားဖို့ဆုံးဖြတ်ခဲ့ကြတာ။ဒါကနည်းနည်းတော့စဉ်းစားစရာပဲ။ အဲ့ဒီဆုံးဖြတ်ချက်ရဲ့အကျိုးဆက်ကတော့တကယ်ကြောက်စရာပဲမကြခင်မှာပဲယူရိုကလွန်လို့ခေါ်တဲ့အရှိအမြောက်လီမုန်တိုင်းကြီးတိုက်ခတ်လာတယ်ဒီလီမုန်တိုင်းကနာမည်ကြားယူနေတဲ့ဖြစ်နေမဲ့ပုံပဲဆိုတော့အဲ့ဒါပဲအခုဘာမှမမြင်ရတော့ဘူးဆိုတော့လုံးဝလမ်းပျောက်ပြီးပင်လယ်ထဲမှာလေနေရလွင်မျောနေတဲ့အချိန်ဤပဲတင်ဘောကိုထိန်းဖို့စ조사ရင်းနဲ့တင်ဘောပေါ်ကပစ္စည်းတွေကုန်တွေကိုတော့ပင်လယ်ထဲပစ်ချခဲ့ရတယ်အချိန်ဤကတကောဆိုးတော့တာပေါ့ အေးဘလောက်ဆိုးဆိုးလဲဆိုရင်လူတွေကအသက်ရှင်ဖို့မျောလင်းကြံလုံးဝမရှိတော့ဘူးအစားတောက်တော့မစားမိုင်တော့တဲ့အထိစိတ်တက်ကြသွားကြတယ်လို့ဆိုထားတယ်လုံးဝ hopeless ဖြစ်သွားတဲ့အချိန်ဤစဉ်းစားကြည့်ရုံနဲ့လည်းကြက်သီးထဆရာပဲလူနေရ66ယောက်တင်ဘောတစီပေါ်မှာအမောင်ထုတယ်လေမုံတိုင်ကြားတယ်မျောလင်းကြက်မဲ့စွာလွေမျောနေတဲ့မြင်ကွင်းအဲ့ဒီလောက်အမောင်မိုက်ဆုံးအချိန်မှာ ရှင်ဘောလူထားပြီးစကားပြောခဲ့တယ်ဒီနေရာမှာရှင်ဘောလူရဲ့ခေါင်းဆောင်မှုအရေးအတွက်ကတကယ်ထူးခြားစွာပေါ်လင်းလာတဲ့သူကကြောက်ပြော့တာနားထောင်ခဲ့ရင်ဒီဒုက္ခတွေကြုံမှာမဟုတ်ဘူးလို့အရင်ဆုံးပြောတဲ့ဒါကဖြစ်တင်တဲ့သဘောလား um အဖြစ်တင်ခြင်းလို့တတ်သက်တော့မဟုတ်လားဘူးသူစကားမှာအလစ်ကူပြုတ်ရှားရှိကြောင်းတွေ့ဝဲပြီးတတိပေးလိုက်တာမျိုးဖြစ်နိုင်လေဒါပေမဲ့အဲ့မှာပဲမရက်ဘူးသူကဆက်ပြီးအားလုံးကိုစိတ်မပြတ်ဖို့အတင်းထဖို့အားပေးတယ်။ဘာအကြောင်းပြချင်နေအားပေးတာလဲ။ ။ဘာကြောင့်လဲဆိုတော့သူ့ကိုကိုယ်ရဲ့ဘုရားသခင်ရဲ့ကောင်းကင်တမန်ကညအချင်းသူ့ကိုကိုထင်ပြပြီးဂတိတစ်ခုပေးခဲ့လို့ပဲ။ဟိုးကောင်းကင်တမန်ကိုထင်ပြတယ်ဆိုတော့ဘလို့ဂတိမျိုးလဲ။ဂတိကရှင်းတယ်။တင်ဘောကရပျက်စီးမယ်။ဒါပေမဲ့တင်ဘောဘော်ကလူတယောက်မှအသက်တင်ဆုံးမှာမဟုတ်ဘူး။ဟုတ်လား။ဟုတ်တယ်။လူအလုံးရဲ့အသက်ကိုဘုရားသခင်ကရှင်ပေါ်လို့အသက်ကြောင့်ကဲတင်မယ်ဆိုတဲ့ဂတိပဲ။ပြီးတော့ရှင်ဖော်လို့ရောင်းမုတ်ကိုရောက်ပြီးကဲထားပြီးရှင်မှာတက်တက်ခံရအောင်မယ်လို့လည်းအမှခံခဲ့တယ်။အတီးကြပဲနော် ။ဒါကြောင့်စိတ်မလျှော့ကြဖို့ဖျားသခင်ကတိကိုသူ့ယုံကြည်ကြောင်းအလုံးရှင်မှာအကျင်ညာခဲ့တယ်။အလုံးစိတ်သက်ကြနေတဲ့ချိန်မှာ သူက မျော်လင့်ချက်ကိုယူဆောင်လာပေးတာ။လူ၂၆ရောင်လုံးအသက်ရှင်မယ်လို့အတိအကျပြောရတာကတော့တကယ်မယုံနိုင်စရာပဲ။အဲ့ဒီချိန်မှာသူကအကျဉ်းသားဆိုပေမဲ့အလုံးအတွဲမျော်လင့်ချက်ရဲ့သင်ခဲ့တာစိတ်သက်ရေးရာခေါင်းဆောင်ဖြစ်သွားခဲ့တာပေါ့။အဲ့ဒီလိုပြောနိုင်ပါတယ်။သူ့ရဲ့တည်ငြိမ်မှုနဲ့ယုံကြည်မှုက တခြားသူတွေကိုဘလို့ထိတင်းအောင်မှုရှိခဲ့မလဲစဉ်းစားကြည့်စရာပဲသူယုံကြည်ခြင်းကအခြေအနေပေါ်မှာမဟုတ်ပဲဖျားကတိတော်ပေါ်မှာအခြေခံနေတာတွေ့ရတယ်မှန်ပါတယ်သူကအခြေအနေရဲ့တောက်ကောင်ဖြစ်မနေပဲအခြေအနေကိုလွှမ်းမိုးနိုင်တဲ့ဖျားသူခင်စကားကိုတင်းဆောင်လာသူဖြစ်ရက်တည်ခဲ့တယ်သူရဲ့ခေါင်းဆောင်မှုက အမိန်ပေးခိုင်းစေတာမျိုးမဟုတ်ဘူးယုံကြည်ခြင်းနဲ့မျော်လင့်ချက်ကို မျှဝေပေးခြင်းအဖြစ်ဦးဆောင်ခဲ့တာကဲအဲ့ဒီတော့စလီရဲ့မျက်နှာမှာ ကာနန်ရောက်နေပြီလို့တင်ဘောသားတွေတီလာကြတယ်။တင်ဘောကတောင်းတင်ပြီးနှစ်ပိုင်းကျိုးသွားတယ်။ရှင်ပေါ်လူဂျိုပြောထားတဲ့အတိုင်းတင်ဘောကတော့ဆုံရှုံသွားပြီ။ဒါပေမဲ့လူတွေကဟုတ်ပြီ။လူတွေကောင်းကိုမကူးခင်မှာနောက်ထပ်အရေးကြီးတဲ့အဖြစ်အပျက်တစ်ခုဖြစ်သေးတယ်။ဘာဖြစ်တာလဲ။စစ်သားတွေကလည်းအကျဉ်းသားတွေရေကူးပြီးထွက်ပြေးမှဆိုလို့အားလုံးကိုတတ်ပစ်ဖို့တိုင်ပင်ကြတယ်။ဟင်တကယ်လား။တကယ် ဒါကအဲ့ဒီခေတ်ယောမစစီကန်းအရာဖြစ်လိဖြစ်ထရှိတဲ့ကိစ္စတစ်ခုပဲအကျဉ်းသားတယောက်ထွက်ပြေးရင်တာဝန်ယူရတဲ့တပ်မှုကအပြစ်ကြီးစွာခံရနိုင်တယ်ဒါကြောင့်စစ်သားတွေကသူတို့ကိုသူတို့ကာကွယ်ဖို့အကျဉ်းသားတွေကိုတတ်ဖို့အကြံပြုခဲ့တာဒါဆိုရှင်ပေါ်လူလေအန်ဒီရဲပြန်ရောက်သွားတာပေါ့ဒုက္ခပါပဲဟုတ်ကဲ့အသက်ဘေးကလွတ်ပြီးမှနေတော့နောက်ထပ်အန်ဒီရဲတစ်ခုဒါပေမဲ့ဒီနေရာမှာတပ်မှုဂျူလီယပ်ရဲ့အခန်းကဏ္ဍကအရေးကြီးလာတယ်အစကရှင်ပေါ်လူကိုကြည့်ရှုခဲ့တဲ့တပ်မှုနော်ဟုတ်တယ် အစားကလေးကရှင်ဘောလိုပေါ်မှာစေနာထားခဲ့တဲ့ဂျူလီယပ်စ်ကရှင်ဘောလိုကိုအသက်ချမ်းသာပေးခြင်းနဲ့အတက်စစ်သားတွေအကြံကိုတားမြစ်လိုက်တယ်။အော်တော်သေးတာပေါ့။သူ့ရဲ့ဒီဆုံးဖြတ်ချက်တစ်ခုတည်းနဲ့ရှင်ဘောလိုအပါအဝင်အကျဉ်းသားအလုံးရဲ့အသက်ကိုကယ်လိုက်တာပဲ။ဒါကအစောပိုင်းကသူတို့ကြားကဆက်ဆံရေးကောင်းမှုရဲ့အသေးအဝင်းလို့ပြောနိုင်တယ်လို့ဖျားရခင်ရဲ့အစီအစဉ်တွေကလူသားတယောက်ရဲ့အရေးပါတဲ့ဆုံးဖြတ်ချက်လို့လည်းမြင်နိုင်တယ်။နောက်ဆုံးတော့ရှင်ပေါ်လူရဲ့အကြံပေးချက်အတိုင်း ရေကူးတဲ့သူတွေအရင်ကူးမကူးတဲ့သူတွေကသင်ပေါ်တင်ပြားတယ်အဖိုင်းစားတွေကို အမိပြုပြီးကန်းကိုရောက်အောင်စူးစမ်းကြတယ်ဟုတ်တယ်အန်အောင်ဆရာကောင်းတာကလူ186ယောက်လုံးတယောက်မှမသေးပဲကိုမြေဘောကိုဘေးမတီးရမခရောက်သွားကြတယ်ဖျားခင်ကရှင်ဘောလို့ကိုပေးခဲ့တဲ့ကလေးအတိုင်းတလုံးတစ်ပါးသားမှမလွယ်ပဲပြီးဆုံးခဲ့တာပဲသင်ဘောပျက်စီးမယ်လူအလုံးအသက်ရှင်မယ်ဆိုတဲ့အတိုင်းအတိအကျထစ်လာခဲ့တယ်တကယ်ကိုမယုံနိုင်စရာကဲတင်ခြင်းပဲ ဟုတ်ပါတယ်ဒီအဖြစ်အပျက်တစ်ခုလုံးကိုကြည့်ရင်ဖျားသခင်ရဲ့အကျွင်းမဲ့ထိန်ချုံမှုရှင်ပေါလုရဲ့မတုံလုံးတဲ့ယုံကြည်ခြင်းနဲ့ခေါင်းဆောင်မှုဂျူလီယက်ရဲ့ကျင်နာမှုနော်ဘီသင်ပေါ်ပေါ်ပါလူအလုံးရဲ့ရှင်တန်မုံစိတ်တဲ့ကြိုးစားမှုတွေအလုံးပေါင်းဆက်ပြီးဒီအန်အော်ဗာကေတင်ချင်းချစ်ပေါ်လာခဲ့တာကိုတွေ့ရတယ်ဒီဇလန်ကတကယ်ကိုသင်ခန်းစာယူစားတွေပြည်နေတာပဲ The wise believers ရဲ့မှတ်စုတွေမှာလည်းဒီအချက်တွေကိုအလေးပေးထားတယ်ပထမဆုံးကျွန်တော်တို့မြင်နိုင်တာက ညာရှိတဲ့အချဉ်ဉဏ်ကိုလက်ခံဖို့အထူးသဖြင့်လောကအမြင်နဲ့ဝိညာဉ်ရေရအမြင်ကြားကပဋိပက္ခမှာဘလူးဆုံးဖြတ်မလဲဆိုတာပဲ။ ဟုတ်ပါတယ်တင်ပေါ်ရရှိတွေကသူတို့ရဲ့ကျွမ်းကျင်မှုအထွေးကျုံကိုပဲအားကူးခဲ့တယ်။ရှင်ပေါလုရဲ့တတိပေးချက်ကိုအချင်းသားတယောက်ရဲ့စကားအဖြစ်လိလူရှုခဲ့တယ်။သူတို့မားသွားတာပေါ့။ကျုံကျွမ်းကျင်မှုကအဖို့တန်ပေမဲ့အမြဲတမ်းတော့အရာရာကိုမလွမ်းခြုံနိုင်ဘူး။တခါတည်းလေးမှာကိုမမြင်နိုင်တဲ့ရှုထောင့်ကနေလာတဲ့တတိပေးမှုအချမ်းရည်တွေကိုလည်းပွင့်လင်းတဲ့စိတ်နဲ့စမ်းစစ်လက်ခံတတ်ဖို့လိုအပ်ကြောင်းပြနေတယ်။အထူးသဖြင့်ဖျားသဖြင့်နှုတ်ကပတ်တော်ဒါမှမဟုတ်ဝိညာဉ်ရေးရလမ်းညွှန်မှုတွေနဲ့ ကိုယ့်ရဲ့ lucky စန္ဒာတွေအစီအစီနဲ့ထိတိုက်တွေ့တဲ့အခါမျိုးမှာပိုပြီးတတိထားအမယ်ဆိုတဲ့သဘောလားမမရဲအဲ့လိုအခြေအနေမျိုးမှာဘယ်ဟာကိုပိုဥစားပေးမလဲဆိုတာကအရေးကြီးတဲ့ဆုံးဖြတ်ချက်ဖြစ်လာနိုင်တယ်။နောက်တစ်ချက်ကမျော်လင့်ချက်မဲ့နေတဲ့အခြေအနေမျိုးမှာတော့ရှင်ပေါ်လူဖျတ်တာကဲခေါင်းဆောင်မှုနဲ့ပြောင်းလဲချက်ပဲ။သူကိုယ်တိုင်အကျဉ်းသားအခြေအနေကအဆိုးဆုံးဒါမဲ့သူကအာနုအထအာကိုရဖြစ်ခဲ့တယ်။ ဒါကတကယ်အစွမ်းထက်တဲ့သင်ခန်းစာပဲတကယ်ပဲရှင်ပေါလုလုတ်ခဲ့တာကကိုတိုင်းမျော်လင့်ချက်ရှိအောင်တယ်မဟုတ်ဘူးအဲ့ဒီမျော်လင့်ချက်ကိုတခြားသူတွေကိုပါကူးဆက်စေခဲ့တာဟုတ်တယ်သူရဲ့မတုံ့လောက်တဲ့ယုံကြည်ခြင်းကငါတို့အားလုံးတဲတော့မယ်ဆိုတဲ့စိတ်ထက်ကြဆင်းမှုလွိုင်းလုံးကြီးကိုတားဆီးပြီးငါတို့အားလုံးအသက်ရှင်မယ်ဆိုတဲ့အမှားခံချက်ကိုပေးနိုင်ခဲ့တယ်ဟွန်းဒါကဘဝရဲ့လေမုန်တိုင်းကြုံတဲ့အခါ ကိုတိုင်ခရစ်တော်၌ရှိတဲ့မျော်လင့်ခြင်းကိုခိုင်မြဲစွာစွတ်ကင်ထားဖို့လိုအပ်တယ်လို့ကိုပဝိုင်းခြင်းကအားငယ်နေသူတွေကိုပါအဲ့မျော်လင့်ချက်ကိုမျှဝေပေးဖို့အလင်းဆောင်ပေးဖို့ကျွန်တော်တို့မှာတာဝန်ရှိတယ်ဆိုတာကိုသတိပေးနေတယ်။ယုံကြည်သူတယောက်ရဲ့ခံကနာကိုယ်တိုင်လွတ်မြောက်သူတသက်မဟုတ်ဆိုတာရှင်းရှင်းလင်းလင်းလင်ရတယ်။ဟုတ်ပါတယ်။ကိုယုံကြည်ခြင်းက ပဝိုင်းကျင်ကိုဘလို့အကျိုးပြုတယ်လဲဆိုတာစဉ်းစားကြည့်ရပါနောက်ဆုံးချက်ကတော့ဘုရားသခင်ကတိတော်တည်မြဲမှုနဲ့သူ့ရဲ့အချုပ်ချာအနာပဲရှင်ပေါလုယောနာကိုရောက်ရမယ်ဆိုတဲ့ဘုရားသခင်အစီအစဉ်ရှိပြီးသားကြားထဲမှာဘလို့ပဲသင်ပေါ်ပြက်ပြက်အသက်အန္တရာယ်နဲ့ကြုံကြုံအဲ့ဒီအစီအစဉ်ကမပြောင်းလဲခဲ့ဘူးဟုတ်တယ်လူမြင်မှာတော့ဒါဟာကဆိုးကြီးတစ်ခုပေါ့သင်ပေါ်ပြက်တယ်ဒုက္ခရောက်တယ်ဒါပေမဲ့ဘုရားသခင်ရဲ့အစီအစဉ်ကိုပို့ပြီးထင်ရှားစေခဲ့တဲ့အဖြစ်ပြက်လို့တောင်ဆိုနိုင်တယ်ဘလို့မျိုးလဲ ဘုရားတခင်ကရှင်ပိုးလူတယောက်တည်းကိုကဲတာမဟုတ်ဖေသူ့ကြောင့်လူနီယာ85ယောက်ကိုပါကဲတင်ခဲ့တယ်။ဒါကဘုရားထင်ရဲ့ကတိတော်တွေသူ့ရဲ့ကွယ်ကဆောင်းရှောင်းမှုဟာဘလောက်ပဲကြောက်စရာကောင်းတဲ့အခြေအနေတွေကြုံရပါစေအဆုံးမှာတော့အတေဖြစ်လာမယ်ဆိုရဲယုံကြည်စိတ်ချမှုကိုပေးတယ်။ဒါကြောင့်ဘဝမှာမုံတိုင်းညုံတဲ့အခါစိတ်ထကြစရာမလိုဘူးပေါ့အင်းဒီအဖြစ်ပြက်ကဖျားထင်ရဲ့လက်တော်ဟာကိုထင်ထားတာထက် ပိုကြီးမားပြီးသူ့အစီအစဉ်ဟာလူအချင်းတွေရဲ့အပေါ်မှာရှိနေတယ်ဆိုတာကိုအားပေးမှုရစေနိုင်ပါတယ်။ဒီဆွေးနွေးချက်တွေကတော့ The Wise Believers ကပြုစုထားတဲ့သုံးသက်ချက်မှတ်စုတွေပေါ်အခြေခံထားတာဖြစ်ပါတယ်လို့ထပ်ပြောချင်ပါတယ်။ကဲဒီနေ့တမန်တော်ဝတ္ထုအခန်းကြီး26ခန်းကရှင်ပေါလုရဲ့ပင်လယ်ခရစ်ရဲ့တွေ့ကြုံကိုနည်းနည်းနဲ့ပြန်ကြည့်ခဲ့ကြတာတကယ်ပဲအကျိုးရှိပါတယ်။ ကြောင်မက်ဖွယ်လေမုံတိုင်းမျောလင့်ချက်မဲ့ချင်းဒီကြားထက်ကနေယုံကြည်ခြင်းခေါင်းဆောင်မှုလူသားဆံမှုနဲ့ဖရာတခင်ရဲ့ကတိတီးခြင်းဒီပုံးဆက်ပြီးအံ့ဩဝေရာကဲတင်ခြင်းဖြစ်လာခဲ့ပုံကအမြဲတမ်းစဉ်းစားစရာဒီပေးနေမှာပါဒီဖြစ်ပျက်တစ်ခုလုံးကိုပြန်ကြည့်ပြီးကျွန်တော်ကိုယ့်ကိုယ်ကိုမေးတဲ့နဲ့မေးခွန်းတစ်ခုရှိလာနိုင်ပါတယ်။ဟုတ်ကဲ့။ပါများလဲ။ ရှင်ပေါလုဟာအချင်းသားဘဝနဲ့တောင်သူ့ဘဝဝင်ကျင်ကလူနေရ75ရောက်အတွက်မျောလင့်ချက်ရဲ့လင်းတိုင်းဖြစ်ပေးနိုင်ခဲ့တယ်။ကိုယ်တိုင်ဘဝရဲ့အခက်ခဲအချက်အကျဲဆိုတဲ့မုန်တိုင်းတွေနဲ့ရင်ဆိုင်ရတဲ့အခါကိုယ့်ရဲ့ယုံကြည်ရင်ကိုယ့်ရဲ့ယက်တီမှုကကိုယ့်တယောက်ထဲအတွက်ပဲလား။อืมဒါမှမဟုတ်ကိုပုံဝင်းချင်းကလူတွေကိုပါအားပေးမှုလမ်းညွှန်မှုစစ်မှန်တဲ့မျောလင်းချက်ကိုမျောဝေပေးနိုင်တဲ့အခြေအနေမှာရှိနေပြီလားစဉ်းစားစရာပဲ ဥယျာဉ်ယုံကြည်ခြင်းကရှင်ဘော်လူလိုမျိုးပဝင်းကျင်ကိုအချိုးပြုနိုင်တဲ့အလင်းပေးနိုင်တဲ့ယုံကြည်ခြင်းမျိုးဖြစ်ဖို့ဘာတွေလိုအပ်နေသေးလဲဆိုတာကိုယ်တိုင်စမ်းစစ်ဖို့အချက်တစ်ခုကောဒါကတကယ်ကိုစဉ်းစားစရာစဉ်းကျင်စရာမိခွန်းကောင်းတစ်ခုပါပဲဒီမိခွန်းလေးနဲ့ပဲဒီနေ့ဆွေးနွေးမှုကိုအဆုံးသတ်ချင်ပါတယ်ဒီအချောင်းရနဲ့ပတ်သက်ပြီးဆက်လက်တွေးတော်ဆင်ခြင်ဖို့အားလုံးအတွက်ခြံထားခဲ့ပါတယ်ဟုတ်ကဲ့ပါနောက်တစ်ချိန်ပြန်လည်ဆုံတွေ့ကြပါဦးမယ်